ရန်သူကိုအထင်မသေးကြပါနဲ့ရန်သူဟာ မဟုတ်တာမှန်သမျှအကုန်လုပ်ပါတယ်လုပ်တဲ့နေရာမှာလည်းအင်မတန် ခြေလှမ်းသွက်တယ်လို့ပြက်လဲပြက်သားပါတယ်ဘာကုံမငဲ့ညာထောက်ထားမှုမရှိခဲ့ဘူးပဲသူလိုချင်တာကို မရရအောင် ယူခဲ့တယ် ဆိုတဲ့အချက်ကို နာဂစ်ကိုဗစ်တွေမှာချင်းချင်းရှားရှားတွေ့မြင်ပြီးသားပါမင်္ဂလာပါ ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက ဆောင်းမရှင်တင်ဦးရဲ့ရန်သူကို အခွင့်အရေးပေးနေမိပြီလားဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။ပထမဦးဆုံးရှင်းလင်းဖို့လိုတာကတော့ရန်သူဆိုတဲ့စကားလုံးဖြစ်ပါတယ်။လူအခွင့်အရေးတမားလိုလိုငင်းချမ်းရေးတမားလိုလိုဂျာနေဝါဒီလိုလိုစာအုပ်ကြီးတမားလိုလိုဆိုသူတွေကရန်သူလို့သုံးတာကို မကြိုက်ကြပါဘူး။ဒီလိုသုံးလိုက်တဲ့အတွက်အစွန်ရောက်တာတွေဖြစ်လာမယ်။ လူဖွဲ့စည်းကြီးဟာလည်းဗဏ္ဍချံကွဲသွားပြီးတော့ပရိပက္ခတွေနဲ့အတော်မတက်ဖြစ်လာမယ်ဒီလိုနဲ့သွေးချောင်းစီပွဲတွေ အရှိုးရှိုးပေါ်ပေါက်လာတော့မယ်နောက်ဆုံးတော့တကယ်ငြိမ်းချမ်းရေးဆိုတာဝေးသွားပြီးအကြမ်းဖက်မှုတွေနဲ့တန်တရာလဲနေတော့မယ်စသဖြင့်ရေးသားကြထောက်ပြကြပါတယ်ဒီလိုဝေဖန်ထောက်ပြကြသူတွေတဲမှာတချို့ကတကယ်စေရနာနဲ့ပြောကြတာပါတချို့ကတော့ ကိုကျိုးစည်းဝါးတွေပေါ်မှာအခြေခံပြီးပြောဆိုနေကြတာဖြစ်ပါတယ်။ရက်ွက်တစ်ခုမှာခွေယူတကောင်ရှိပါတယ်။အဲ့ဒီခွေယူဟာ လူတွေကို အတင်းလိုက်ကြိုက်နေပါတယ်။သူ့ကြောင့်လူတွေတေရပြီဆိုရင်မလုပ်ကြမလဲ။တောက်တောက်တောက်ဆိုပြီးခေါ်ကခေါင်းလေးကိုပုတ်သက်ပေးမှလား။အဲ့ဒီလိုလှုပ်ပေးရင်ရောအဲ့ဒီခွေယူက အလုတ်ခံမလား။ဒါဆိုတာမန်ခွေတွေ၆တလို့ထက်ခွေး သွားဆိုပြီးတော့မောင်းထုတ်မှာလားတရေတများများနဲ့အယူရင့်နေတဲ့ခွေးကအဲ့ဒီလိုလောက်တာခံမမလားငါ့ကိုမောင်းထုတ်နေတာပါလားဆိုတဲ့တာမန်ခွေးတိမျိုးတောင်အဲ့ဒီခွေးမှာရှိပါဦးမလားခွေးကယိုယိုခွေးမဟုတ်တော့ဘူးလေခွေးယူသူတို့ခွေးချင်းချင်းတောင်မကဘူးလူတွေကိုပါဒုက္ခပေးနေတဲ့ခွေးပါဒုက္ခဆိုတာကလည်းခါတိုင်းလိုစားတရာခြီသွားတာတင်မဟုတ်တော့ပါဘူး ကြိုက်တာပါကြိုက်တာတောင်မှခါတိုင်းကြိုက်တာမျိုးနဲ့မတူတော့ဘူးခါတိုင်းကြိုက်တာကြသွေးထွက်လောက်ရုံမှာပဲအခုကအဲ့ဒီခွေးရဲ့တရေတွေထိမိတာကြိုက်ခံရတာနဲ့လူကယူမှာလေအချိန်မီကုသနိုင်မှပဲအသက်ကယ်နိုင်မှာပါအဲ့ဒီလိုလူအသက်အန္တရာယ်လူတိုင်ဝမ်တစ်ခုလုံးရဲ့အသက်အန္တရာယ်ကိုချင်းချောက်နေတဲ့ခွေးကိုဘသူကဘယ်အတိတရားရှိပြီးတာဝန်တည်တဲ့သူကဒီအတိုင်း ကြည်ထားမလဲတက်ပြစ်ကြရမှာပဲစေပတိကြီးလယ်ဘင်းမှာစွတ်ထားတဲ့ရှင်ရသိလဲခွေယူကရင်ဒီမှာပဲဒါကြောင့်ခွေယူကို အပြည့်ရှင်းရမှာပါပဲငငယ်ကကြည်ဘူးခဲ့တဲ့ဇကားတွေထဲမှာလဲဒီလိုပဲပေါ့ကလေးတွေကြီးတဲ့ပါဝါရင်းကြားကားတွေထဲမှာတောင်းရန်သူဆိုတာ ရှိသေးတာပဲလေလူဖွဲ့အစည်းတစ်ခုလုံးရဲ့အသက်နဲ့ဘဝကိုဘေးအန္တရာယ်ပြုလာတဲ့ချင်းချောက်တက်ဖြစ်လာတဲ့အရာတွေကို ရန်သူလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်စေယုတ်စုကိုရန်သူလို့သုံးနှုံးရခြင်းဖြစ်ပါတယ်။ဒါဟာအစွန်းရောက်မှုမဟုတ်ပါဘူး။လုတ်တဲ့လုတ်ထိုက်တဲ့လူသားတာဝန်ဖြစ်ပါတယ်။အကေပေရောင်ရှိခုနှစ်မေလ၂ရက်နေ့မှာ နာကိမုံတိုင်းဖြစ်ခဲ့ပါတယ်။တနာယီ133မိုင်နှုန်းနဲ့တိုက်ခိုက်ခဲ့တဲ့မုံတိုင်းတစ်ခုပေါ့။အဲ့ဒီမုံတိုင်းဟာ မြန်မာနိုင်ငံရဲ့မြဝကျွန်းပေါ်ဒေတာနဲ့ရန်ကုန်တိုင်းဒေတာမှာအ धिक တက်ရောက်ခဲ့တာဖြစ်ပါတယ်။ဘူကလေး၊လပုတ်တာ၊ဒေရရဲနဲ့ရန်ကုန်မြို့နယ်တွေမှာအကြီးကျယ်ခံစားခဲ့ရတာပါ။လူပေါင်း3,380,000လောက်တည်ဆုံခဲ့ရတယ်လို့ဆိုပါတယ်။နှစ်တသမ၄တန်းလောက်နာခေဘေးဒဏ်ကိုခံစားခဲ့ရပြီးတော့လယ်မြေတွေအများစုကလည်းစားငံကြီးတွေဝင်သွားပါတယ်။ ကောက်ဘက်သီးနှံတွေပျက်စီးခဲ့ရတယ်လို့ရေရှည်အစားတောက်ငပေးကြီးကြုံကြိုက်ခဲ့ရပါတယ်။အစားတောက်ဆေးဝါးရေတန့်အမိုးကာတွေအများပြားလိုအပ်ခဲ့ကြပါတယ်။အဲ့ဒီဖြစ်ပျက်ဟာနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့စစ်ဆိုးရလက်ထက်မှာဖြစ်ပွားခဲ့တာပါ။စစ်ဆိုးရဟာအဲ့ဒီတုန်းကဘာတွေလုပ်ခဲ့ပါသလဲ။နာဂိဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီးတပတ်ကြာဗီလ၁၀ရက်နေ့မှာပဲ ဖွဲ့စည်းပုံဒီပြုနိုင်ခဲ့တဲ့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုကျင်းပခဲ့ပါတယ်။ဒီလိုသဘာဝဘေးအန္တရာယ်တွေဖြစ်ပွားနေလို့ဆိုပြီးရွှေဆိုင်နာနောက်ဆုတ်တာမျိုးမရှိပါဘူး။ဆန္ဒခံယူပွဲကိုအင်တိုက်အားတိုက်ကျင်းပပြုလုပ်ခဲ့ပါတယ်။မုံတိုင်းကံကိုအဓိကခံစားခဲ့ရတဲ့ရာဝတီတိုင်းနဲ့ရန်ကုန်မြို့နယ်တွေမှာလည်းနှစ်ပတ်ပဲရွှေဆိုင်ပေးခဲ့ပါတယ်။ နပတ်ပြီးတာနဲ့ဆန္ဒခံယူပွဲအတင်းအကျပ်ပြုလုပ်ခဲ့ရာတည်ဆုံပြည်သားသူတွေတောင်မဲဆန္ဒပေးသူတွေတဲပါဝင်လာခဲ့ပါတယ်နိုင်ငံတကာအကူအညီတွေကိုလက်မခံခဲ့ပါဘူးပြည်ဝင်ခွင့်ပြည်သားတွေကိုလည်းပိတ်ပင်ခဲ့ပါတယ်အကူအညီတချို့ကိုနောက်ပိုင်းမှာ အကန့်အသတ်နဲ့ဖွင့်ပေးခဲ့ပေမဲ့သူတို့ကပဲလဝက်ကြီးအုပ်ခဲ့တာပါ။ဤရင်းကပြည်သူချင်းချင်းကူညီကြတာတွေကိုလည်းသူတို့အစိုးရစုကနေတဆင့်ကူညီမှတာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ကိုဗစ်ကာလနောက်ထပ်၃နှစ်ကြာ2020မှာလဲတမိုင်းကတပတ်ပြန်လဲလာပြန်ပါပြီ။ကဘာပေါ်မှာရောမြန်မာမှာပါတခါမှမကြုံဘူးသေးတဲ့ COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်ပေါ့။ကမ္ဘာနိုင်ငံတည်တည်မှာလူတွေတည်လိုက်ကြတာသင်္ကန်းတန်းကန်းမြန်မာနိုင်ငံမှာကတော့ လူလူကောင်းဆောင်သောအောင်ဆန်းစုကြည်ရဲ့ထိန်းချုပ်စီမံနိုင်မှုကြောင့်အဲ့ဒီပြင်းထန်တဲ့ကိုဗစ်ရောဂါကိုတိတိယောက်ယောက်ကင်တွယ်ဖြေရှင်းနိုင်ပါတယ်။ဒါကြောင့်အသေးပြောက်က ကမ္ဘာနိုင်ငံတွေနဲ့ရှင်ရင်အတော်လေးကိုနည်းပါပါတယ်။အချို့နိုင်ငံတွေကတောင်ချီကျူးရတဲ့အထိပါပဲ။ဒါပေမဲ့တစ်ခါမှမကြုံဘူးသေးတော့လူတွေကြောက်ကြရစိတ်ပူကြရတာပါပဲ။ကြော်လွားနိုင်ဖို့အစိုးရနဲ့ပြည်သူပူးပေါင်းရုန်းကန်နေကြရတာပါပဲ။ အဲ့ဒီလိုအချင်းမျိုးမှာမှပြည်သူတရလုံးဒုက္ခပင်လဲဝေစေတဲ့အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့မလုတ်ရတာဘာမှမရှိဘူးဆိုတဲ့စေယုတ်စုရဲ့2021အာနာတိန်ခြင်းပဲဖြစ်ပါတယ်။တိမ့်မဲ့သိမ့်၊မိုက်သိမ့်ဆိုသူတွေအလုံးရလုံးအပြူပါဇက်အဟောင်းသာဖြစ်သွားခဲ့ရပါတယ်။အာနာတိန်ပြီးနောက်ဇွန်လကနေဩဂုတ်လအထိကိုဗစ်ဒုတိယလှိုင်းနဲ့တတိယလှိုင်းတွေဇက်တိုက်ဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ ခြေနေတွေဟာအကုန်လုံးကြပြောင်းကြပြန်တွေဖြစ်နေပါပြီ။ဒေါ်အောင်ဆန်းစုကြည်အစိုးရမရှိတော့ပါ။ဆရာဝန်တွေကျန်းမာရေးလုပ်သားတွေဟာလည်းစစ်တပ်ရဲ့ဖိနှိပ်မှု အာဏာပြည်ဆန်မှုတွေကြောင့်ဖက်ပြေးပုံရှောင်နေရပါတယ်။စေယုံတွေမှာကျန်းမာရေးဝန်ဆောင်မှုစနစ်တွေကောင်းကောင်းမလဲပတ်နိုင်တော့ပါဘူး။ဒေတာပို့ကြောင့်သူတွေအတော်ကိုဒုက္ခရောက်ခဲ့ကြပါတယ်။အောက်ဆီဂျင်ပြတ်လက်တယ်၊စီဝါးတွေပြတ်လက်တယ် ဈေးအဆမတန်တက်ခဲ့ပါတယ်။အဲ့ဒီလိုအချိန်တွေမှာတိုင်းပြည်ကိုအာဏာသိမ်းထားတဲ့စစ်ကောင်စီဟာဘာတွေလုပ်ပေးခဲ့ပါသလဲ။ဥကလီကအောက်ဆီဂျင်ရောင်းပေးထောက်ပံ့ပေးသူတွေကိုကန့်တတာတွေတားဆီးတာတွေလုပ်ခဲ့တယ်လို့စေကန်းတွေထောက်ပံ့ကူညီသူတွေကိုဝင်ရောက်စီးနှင်းဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ကိုဗစ်ကာကွယ်ဆေးတွေကိုလည်းသူတို့နဲ့ပူးပေါင်းလှုပ်ဆောင်သူတွေက နေတဆင့်ဖြန့်ချိခဲ့ကြပါဗါဒ်အွန်လိုင်းပေါ်မှာလည်း တရင်မှန်ဖြန့်ဝေမှုတွေကို ဖုံးကွယ်ဖို့ဂျူပန်ခဲ့ကြပါတယ်။သူတို့ဖိန်ချုပ်တဲ့မီဒီယာတွေကနေတဆင့်အခြေအနေတွေခဏလောက်မဆိုးရွားတဲ့အကြောင်းဖော်ပြခဲ့တယ်လို့အသေးပြောက်စီးရင်တွေကိုလည်းချော့ပြောခဲ့ကြပါတယ်။အဲဒီလိုခြေနေမျိုးမှာစစ်ကောင်စီဟာစီရီယန်တွေစံတပြသူတွေကိုဖြိုခွဲဖမ်းဆီးတာတွေအဆက်မပြတ်လုပ်ခဲ့ကြပါတယ်။လက်နက်ကင်ဒေါ်လာရဲ့လုံနေသူတွေကိုလည်းစစ်ကြောင်းထိုးပြီးလေကြောင်းကနေတိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကလည်း မယက်မနာပါပဲ2023ကမုခမုံတိုင်း2024တုန်းကကြတော့ရည်ကြီးမှုတွေမှာလည်းအလားတူလှုပ်ဆောင်ခဲ့ကြပါတယ်အခု2025ငလျင်ဘေးကြီးမှာလည်းဘာမှမပွားပါဘူးပူပူနွေးနွေးဖြစ်ထားသလိုအလုံးနဲ့တည်ပြီးသားမှုအကျယ်တဝင့်နေရတော့ပါ2025မှာတော်လန်ရေးအောင်ပွဲလက်ခံဖို့လက်တွေ့အခြေအနေရဖြစ်နိုင်ခြေရှိလာပါတယ် ဒေါ်လာရစ်တပ်တွေထိန်းချုပ်ထားတဲ့မြို့တွေဟာ60ကျော်ရှိပါပြီ။စစ်ကောင်စီရဲ့နယ်မြေထိန်းချုပ်နိုင်စွမ်းကတိတိတသာရောကြလာတာကအမှန်ပါ။ AA, KIA, CB, KNDF ဦးဆောင်တဲ့ထိုးစစ်တွေဟာရှေ့ကိုရောက်လာသလို PDF တွေဟာလည်းအညာထိုးစစ်ကြီးတွေပြင်ဆင်နေကြပါတယ်။ဒီလိုချင်းနေမျိုးမှာငလျင်ဘေးကြီး ပေါ်လာခဲ့တာပါ။ဘက်မှာလဲစစ်ကောင်စီဟာဒီလိုအခြေမလှတဲ့စည်ရဲကိုပြန်လဲမ မတ်တည်နိုင်ဖို့အသေးအံစူးစမ်းနေပါတယ်တရုတ်ရုရှားကူညီပေါ်တာဆွေးနွေးစသဖြင့်သူရက်တည်နိုင်အောင်ထုတ်ဆောင်နေပါတယ်အခုဆိုရင်မလင်ကြီးကနေတဲ့ဆင်ပြပထောက်ပံ့ငွေတွေရနေပြီဖြစ်တယ်လို့ပစ္စည်းပစ္စည်းရတွေလည်းရယူနေတာပေါ့ဒါပြင်တစ်ဖက်ကလည်းတော်လန်ကြီးအင်အားစုတွေဟာမလင်ဘေးကိုထောက်ထားပြီးအပြစ်ရထားပါတယ်ဒါပေမဲ့စစ်ကောင်စီကတော့အဆိုပါချက်တွေကိုအခွင့်ကောင်းယူပြီး လေချောင်းကဘုံကျဲတာသူစစ်စင်တာစစ်ရင်အားဖြည့်တင်းတာတွေတရဇက်လှုပ်ဆောင်လာပါတယ်။ဒီကကတော့ဆုံရှုံနယ်မြေတွေကို ပြန်လည်သိမ်းဖို့နဲ့ရွေးကောက်ပွဲကိုမရရအောင် လုပ်ဖို့ပါပဲ။ရန်ကုန်သူကိုအထင်မသေးကြပါနဲ့။ရန်သူဟာမဟုတ်တာမှန်သမျှအကုန်လုပ်ပါတယ်။လှုပ်တဲ့နေရာမှာလဲအင်မတန်ချေလန်းတတလို့ပြက်လဲပြက်သားပါတယ်။ဘာကုံမငဲညာထောက်ထားမှုမရှိခဲ့ဘူးပဲ။ သူလိုချင်တာကိုမရရအောင် ယူခဲ့တယ်ဆိုတဲ့အချက်ကိုနာဂိကိုဗစ်တွေမှာချိန်ချင်းရှားရှားတွေ့မြင်ပြီးတာပါ။ဒါကြောင့်အန်ယူဂျီပါဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်တပ်ရာမှာရန်သူကိုရှော့မတွက်ကြဖို့လိုပါတယ်။တအူးမှုယူဖို့လိုပါတယ်။ပြတ်သားဖို့လိုပါတယ်။ပြည်သူကိုငဲ့ညာတယ်လို့လည်းမပြောပါနဲ့တော့။ပြည်သူတွေဘဝကနာစရာလည်းမရှိတော့ပါဘူး။ရဲကြနေသူတွေမှုစိတ်ယုတ်စုမရှိမှသာ ငရဲကန်းကလွတ်ကြမှာပါပြည်သူကိုတကယ်ထက်တွက်ငဲ့ွက်ရင်လက်ဦးမှုရှိရှိပြက်ပြက်သားသားနဲ့စစ်နိုင်တိုက်ဖို့သာစူးစမ်းပေးဖို့လိုကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာမပြည်သူပြည်သားပေါင်းလဲအများဆုံးအေးချမ်းသာရလွတ်လပ်ပြီးတော့ကိုယ်စိတ်နှပြချမ်းမာချမ်းသာရှင်လန်းပါစေကြောင်း ဆုမွန်ကတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။